သူ့ကြောင့်စိတ်ဆင်းရဲရတယ်။သူ့ကြောင့်စိတ်ချမ်းသာရတယ်။ဘယ်သူ့ကြောင့်စိတ်ဆင်းရဲရတယ်။ဘယ်သူ့ကြောင့်စိတ်ချမ်းသာရတယ်ဆိုတာတွေကအပေါ်ယံအမြင်တွေပါ။အမှန်ကတော့ကိုယ်ကိုစိတ်ဆင်းရဲစေတာလဲကိုပါပဲ။ကိုယ်ကိုစိတ်ချမ်းသာစေတာလဲကိုပါပဲ။ကိုယ့်ရဲ့အတွေးအကြံအထင်အမြင်အယူအဆသဘောထားတွေကပဲ ကိုယ်ကိုစိတ်ဆင်းရဲခြင်းစိတ်ချမ်းသာခြင်းတွေဖြစ်စေတာပါ။ဒါကြောင့်ဖြစ်လာသမျှတွေကိုအစိုးကြီးပဲလို့လည်းမမြင်နဲ့အကောင်းကြီးပဲလို့လည်းမထင်နဲ့ဖြစ်လာသမျှကို အကောင်းအစိုးအကြောင်းအကျိုးမြတ်တာစွာစဉ်းစားဝေဖန်သုံးသပ်ပါ။ကိုယ့်ရဲ့အတွေ့အကြံအယူအဆသဘောထားတွေကိုနှလုံးသွင်းမှန်ကန်စွာနဲ့အကောင်းဘက်ကမြင်နိုင်အောင်ကြိုးစားကြည့်ပါ။ ိုယ့်ရဲ့အတွေ့အကြုံအမြဲဂိူးဆိုင်နေတိုင်းမှာဘဝမှာစိတ်ဆင်းရဲစရာတွေတစ်ပြေးပြေးလျော့ပါပြီးစိတ်ချမ်းသာစွာနေတတ်လာပါလိမ့်မယ်အမားမကင်းတဲ့လောကကြီးမှာတက်နိုင်သမျှအမားနဲ့အောင်ပြောဆိုပြုပူနေတိုင်းမှာကိုမားခဲ့ဘူးတဲ့အမားတွေကနေလဲသင်ငန်းစာယူပါသူတစ်ပါးရဲ့အမားတွေကလည်းသင်ငန်းစာယူပါကိုအမားတွေကြောင့် သူတစ်ပါးကိုလည်းမထိခိုက်ပါစေနဲ့ကိုကူကိုလည်းမထိခိုက်ပါစေနဲ့မာနေမာမန်သည်ပါအမားတွေကိုပြုပြပြီးနောက်တစ်ကြိမ်ထပ်မမားရအောင်ကញ្ញံဝရိယပြည့်စုံညီညွတ်မြတ်တတ်အောင်ကြိုးစားပါပါဘဝမှာကောင်းကျိုးချမ်းသာတွေပြည့်စုံလာပါလိမ့်မယ်လောကမှာလူအများနဲ့ပေါင်းသင်းဆက်ဆံကြတဲ့အခါ ။တဦးနဲ့တဦးကြားမှာမျောလင့်ချက်နဲလီရိုးသားဖြူစင်ပြီးစစ်မှန်တဲ့မေတ္တာတွေဖြစ်ထွန်းလာလိမ့်ပါ။ရာဘူမျောလင့်နေတာထက်မမျောလင့်ပဲရလာတာကတန့်ရှင်းပါလေ။ဒါကြောင့်ဘေသူစီကမှဘာကူမှမမျောလင့်ပဲတက်နိုင်သမျှမျောလင့်ချက်နေအောင်မိကိုမှုကင်းအောင်လွတ်လပ်စွာရက်တည်နိုင်အောင်ကြိုးစားပါ။မာနာတွေလည်းနည်းနိုင်သမျှနည်းအောင်ကြိုးစားပါ။ ဝမှာလွတ်လပ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။အစည်းကောင်းစားတွေသုံးနိုင်ယုံအစားကောင်းတွေစားနိုင်ယုံအဝတ်ကောင်းတွေဝတ်နိုင်ယုံကားကောင်းစားတွေစီးနိုင်ယုံ အိမ်ကောင်းစားကြီးတွေနဲ့နေနိုင်ယုံနဲ့အစဉ်တည်းမြင့်တဲ့သူဖြစ်မလာနိုင်ပါဘူး။ကိုကျင်းစားတရားမြင်မှမှကိုကျင်းတရားမြင်မှမှ စိတ်နေသဘောထားမြင်မှမှသာ အစဉ်တည်းမြင့်တဲ့ ဖြစ်မှာပါမျက်ရင်မြင်သလိုမြင်ရင်လည်းမျက်ပါတယ်အတွေ့တွေမျက်ရင်အပြောအဆိုတွေမျက်ရင်အပြုမူတွေမျက်ရင်ဘဝမြင်မှလာမှာဖြစ်လို့မြင်ရင်လည်းလည်းမျက်အောင်ကြိုးစားပါမျက်ရင်လည်းမြင်အောင်ကြိုးစားပါဘဝမှာမြင့်မြတ်ချမ်းသာလာပါလိမ့်မယ်သာသနာ့တွင်ဆရာတော်